မီဇိုရန်ပြည်နယ်အတွင်းခိုးလုံနေထိုင်နေရတဲ့ချင်းစစ်ဘေးရှောင်တွေကကလန်ဒမီမြင့်တက်လာခြင်းရေကြီးနှင်းမြင့်မှုတွေကိုကြုံတွေ့ခဲ့ရပြီမယ်ဒီကနေ့ဒီအကူအညီမရသေးဘူးလို့သိရပါတယ်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောက်တလိုက်ခရိုင်တွီတင်းနဲ့ကာကီကျွော်ရှိချင်းစစ်ဘေးရှောင်ပြည်သူတွေဟာပြီးခဲ့တဲ့မေလ31ရက်နေ့ကကလန်ဒမီရုတ်တရက်ရေကြီးမြင့်တက်လာတာကြောင့်ရေပြေးတင်ခဲ့ရပြီဒီကနေ့အချိန်ထိအကူအညီတွေရရှိခြင်းမရှိသေးတာကြောင့် ခက်ခဲတွေနဲ့ကြုံတွေ့နေရဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ကလန်ဒမီရုတ်တရက်မြင်လာတာကြောင့်စစ်ဘေးကြောင့်စခန်းကနေအိမ်တွေမျောပါသွားခဲ့တာဖြစ်ပြီးလူသေဆုံးထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။စစ်ဘေးကြောင့်ပြည်သူတွေကအကူအညီတောင်းခံနေတဲ့အဖွဲ့တွေတော့ရှိတာတွေ့ရတယ်။တချို့ပလောက်ကောနားမလည်ကြဘူး။ကူညီဖို့အာမပေးခြင်းတဲ့သူတွေလည်းရှိတယ်။အခုတော့အကုန်ဒုက္ခရောက်နေတာလို့စစ်ကြီးပလောက်ကောပြောပါတယ်။လက်ရှိမှာစစ်ဘေးရှောင်တွေအနေနဲ့ကျောင်းဆောင်ခန်းမဆောင် အသိမေးစုတွေအိမ်မှာနေထိုင်နေကြရပြီးလိုအပ်မှုတွေမြင့်တက်နေတယ်လို့ဒေသခံတို့ကပြောပါတယ်။ရေပြင်းသစ်စစ်ပေးဆောင်တွေဟာအခြေခံစားသောက်ကုန်တွေကိုအရေးပေါ်လိုအပ်နေပြီးကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။စမ်းစီစားငပိချုံမှုတွေလိုအပ်တာပေါ့တတ်သုံးရည်လည်းလိုအပ်တယ်တော်တော်တို့ခေါရောက်နေကြတာလို့ဒီအကြောင်းသိရှိသူဒေသခံအမျိုးသားတအုပ်ကပြောပါတယ်။ရေကြီးမြောက်မှူးကြောင့်ပြည်တွင်းစစ်ပေးဆောင်စခန်းမှာ နေ18လုံးရေရင်းမြို့ပွားသွားသလို55လုံးအနည်းငယ်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါ့အပြင်ကာကီစစ်ဘေးရှောင်စခန်းမှာလည်းနေအိမ်69လုံးပျက်စီးခဲ့ရပြီးစစ်ဘေးရှောင်တချို့ဖျားနာမှုတွေဖြစ်နေတယ်လို့သိရပါတယ်။လက်ရှိမှာမြေအနည်းငယ်ပြန်ကျသွားပြီမယ်။ပြန်လည်နေထိုင်လို့မရသေးသလို ရေပြင်းတဲ့စစ်ဘေးရှောင်တွေအနေနဲ့အခြေခံစားသောက်ကုန်တွေနဲ့အတူတောက်သုံးရေမြို့သူပြည်လက်စုံပစ္စည်းတွေမြို့ပေါ်ချောင်းတုံးအသုံးဆောင်ပစ္စည်းတွေလိုအပ်နေပြီးကျန်းမာရေးစောင့်ရှောက်မှုလည်းလိုအပ်နေပါတယ်။ အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CG platform သတင်းဌာနရရှိရည်တည်နိုင်ရေးအတွက် YouTube မှာလည်း CG platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကိုဖွင့်ထားပါစောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။